Telegram mining ကအလုပ်ဖြစ်သေးလား Crypto လုပ်တဲ့သူက hamster bot ကိုတိကျမှိုက်ထင်ပါတယ်သူက Telegram မှာ gain လေးစော်ရုံနဲ့ point နေရတဲ့ crypto free mining bot ပေါ့သူတမဲကြီးသွားလိုက်တာကိုအတော်အရွယ်တွေကပါ TikTok မှာ bot အကြောင်းလေးပြောခဲ့ကြပါတယ်တကယ်တမ်း listing နဲ့လို့ရောအချိန်ကုန်လူပပန်းခံရပြီးတော့မန်းချက်နဲ့နှံထွက်မကိုက်ခဲ့ကြပါဘူးဒီနေ့မှာ Telegram Airdrop Box ဆိုတာကပါလေအခုရော အလုပ်ဖြစ်သေးရလားဆိုတာတွေကို cashin ခတ်တူတူလေးပြောပြပေးပါမယ် Telegram Airdrop Bot ကပါလေ Telegram Airdrop Bot လို့ခေါ်တာကတော့ Telegram မှာပြုလုပ်ထားတဲ့ automated chatbot တစ်ခုပါတခုတတိထားရမှာက Telegram Airdrop Bot နဲ့ mining ကဆက်စပ်မှုမရှိပါဘူး mining ကနာမည်ပေးထားတဲ့ project တွေ99ရာခိုင်နှုန်းလောက်ကတကယ် mining မဟုတ်ပါဘူး crypto mining ဆိုတာ computer နဲ့မီးအရိအများကြီးသုံးပြီးတော့ blockchain network ကိုအားဖြည့်တာဖြစ်ပါတယ် ဘော့ဒရီကလူတွေကို refer နဲ့ group တွေခေါ်ခိုင်းတာမျိုး social media မှာ bari share ပေးရမယ် bari တင်ပေးရမယ်ဒါတွေလောက်ရင် crypto airdrop တခုခုရမယ်လို့ပြောတဲ့ကြပါတယ်သူရဲ့အလိုလိုပုံကတော့ bot ကို stack နေလိုက်မယ်သူရဲ့ telegram group တွေ channel တွေကို join ပေးရမယ် twitter တွေ discord တွေ reddit တွေမှာ like တွေ retweet တွေ comment တွေလောက်ခိုင်းနိုင်တယ်သတ်မှတ်တဲ့ test တွေအကောင့်လောက်ပြီးရင် wallet address ထည့်ရတယ်အစိုးရလည်း referral လို့ရမှာ airdrop ရမယ်လို့ပြောတတ်တယ်။တကယ် crypto airdrop ရနိုင်လား? အရင်တော့ကတကယ်အမြတ်အများကြီးရတဲ့ airdrop တွေတကယ်ရှိခဲ့ပါတယ်။အခု crypto project အသစ်တွေမှာတော့လူသိများဖူးပဲလုပ်ပြီးတော့တကယ်လဲ token ခွဲပြရတဲ့အခါမှာ token တွေကတော်တော်လာဘူးရာမရှိတော့ပါဘူး။အခုရော Telegram Pop တွေလောက်တင်သေးလား။လက်ရှိ Telegram Pop တွေကို crypto ဆိုတာဘာလဲမသိတဲ့သူတွေကအစားပတ်စံတွဲလွယ်ရတဲ့နည်းဆိုပြီးတော့လုံလာချပါတယ်။ဒီတစည်းတဲ့လူအများကြီးစီးနေပြီဆိုရင်အဲ့ဒီလေကပေါက်မှာပါပဲ။ အဲ့ဒီလိုပဲ crypto telegram pop တွေကလည်းလူသုံးများပြီးတော့ hype လာတဲ့အခါအစင်ချင်းဝေစုတွေနေလာပါတယ် token တွေကို team တွေကလည်းထုတ်ရှင်သလိုထုတ်လာကြတယ် coin မှာတိမ့်တန့်ချီရှိနေမှာတော့ဒီ coin တွေကဘလို့မှတန်ဖိုးတက်လာမှာမဟုတ်ပါဘူးနောက်ပြီးတော့ scam bot တွေများလာပါတယ်။ airdrop bot တွေအရင်နမဲကြီးလာတဲ့အခါမှာ scammer တွေအခွင့်အရေးယူခဲ့ကြတယ်။တချို့ bot တွေကကို wallet အကြောင်းမျိုးစုံတောင်းချီရေး fees တွေတောင်းနေတချို့ကတော့ test တွေလုပ်ပြီးရင်ဘာမှစက်မဖြစ်လာတော့ဘူး။ တခါတည်း group 20 30ဝင်ပြီးတော့ဘာမှမရဘူးဆိုတာကြုံပြကြမယ်ထင်ပါတယ်ပြီးတော့ cryptocurrency ကအရင်အပြောင်းလဲမြန်တဲ့ Telegram bot တွေခေစားခဲ့တာက project တွေကိုလုံးတဲ့အဖွဲ့အစည်းတွေကရှင်းနှီးမြှုပ်နှံပေးမဲ့ company တွေမရှိတာရဲ့ marketing of world အပစံများများဆဆမရှိလို့ရခက်လန့်လိုက်ကြတာပါပဲအခုခေတ် crypto တွေဈေးတက်လာတာနဲ့အမျှသူတို့ကပစံအများကြီးထည့်ပေးနိုင်တဲ့ယင်းနှိမ့်ညွန်တဲ့ဒဂရီနဲ့ပဲဆွေးနွေးလာတတ်ကြပါရဲ့ နောက်ဆုံးဒူဒူနဲ့လူရင်ပြောရရင်အခုဆိုရင်69ရပိုင်းနှုန်းလောက် Telegram Airdrop Pop တွေကအလုံးမလုံးနိုင်တော့ဘူးတခါတလေတကယ်ပေးတဲ့ Pop တွေရှိသေးပေမဲ့အရှမ်းရှားပါတယ်တချို့ Pop တွေလည်း token တွေတကယ်ပေးပေမဲ့နောက်ဆုံး launch ဖြစ်တာနဲ့တန်ဖို့ကစံတပီစာတော့မရနိုင်တဲ့စီနူးဖြစ်ပါတယ်နေတိုင်းဒီထွက်အချိန်ပေးနေမယ့်အစားဒီထက်အကျိုးရှိရတွေကိုလှုပ်ဆေးချင်ပါတယ်တကယ်နဲ့စူးစမ်းရမယ့် crypto income ဆိုရင်တော့ research staking G farming ဆရာတွေကပို့ပြီးတော့အကျိုးရှိနိုင်ပါတယ်။ Crypto Mate ဘက်ကပဲ Crypto ရဲ့ချဲ့ပါဆိုပြီးရရှင်းနှီးမြှုပ်နှံပို့ financial advice တော့လုံးဝပေးမှာမဟုတ်ပါဘူး။အားလုံး cryptocurrency ကြောင့်လည်းပို့တာ knowledge sharing လုပ်ပေးနေတာဖြစ်ပါတယ်။ ခရစ်ပိုမိတ်ကနေပြီးတော့နေစဉ်ခရစ်ပိုနဲ့ပတ်သက်တဲ့ဘူးတုဒရရအကြောင်းအရာတွေကိုတင်ပြနေတာ ဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ဝင်စားရဆိုရင်တော့ channel တွေကို like and subscribe လုပ်ထားပေးကြပါအောင်နော်။မသိတာရှိလို့မေးစရင်လည်းခရစ်ပိုမိတ်ရဲ့ Telegram group ကိုဂျိုင်းခါလို့ရပါတယ်။ group ရဲ့ link ကို deposit အမှာချပေးထားပါမယ်။ crypto trading စားလို့ပို့တော့ crypto exchange account တစ်ခုမှရှိသေးဘူးဆိုရင်တော့အခုပြထားတဲ့ crypto maker referral account နဲ့ account တစ်ခုဖွင့်ထားလို့ရပါတယ်။ဒီကောင်နဲ့ဖွင့်ထားတဲ့ account ဆိုရင် Binance ပေါ်မှာ trading လုပ်တိုင်းပေးရတဲ့ trading fees ရဲ့20%ကို5%အနေနဲ့ discount ရမှာ ာဖြစ်ပြီးတော့ cryptomaker လို့တက္ကမိတ်နေခါရီပတ်တီကိုလည်းရနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ issue မှာအများကြီးချိုးရှိမှာဖြစ်ပါတယ်ဒီနေ့ video လေးကတော့ဒီလောက်ပါပဲ cryptomaker နောက် video မှာပြန်လေးကြတော့ပေါ့